ဒီနေ့မှာမိုးကဝတ်သားတုတ်ထိုးလေးရဲ့ပြီးတော့ကြာစံကြော်လေးနဲ့ခင်းရီပူပူလေးနဲ့စားမှဖြစ်ရယ်ပေါ့နော်အချင်းရင်လေးကိုလည်းတစ်ခါလေးလုံးပြသွားမယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်မိုးကအရင်ဥဆုံးဝတ်သားတွေဝတ်ဥတွေကိုမိုးကအာကော်မှုတ်နဲ့ပေါ့နော်ချာလကိုက်ရဲ့ကော်မှုတ်ရဲ့ကိုတေချာတန့်စင်အောင်စေးပြီးရင်အသားမှုတ်ကြီးရဲ့ပြီးတဲ့အခါကျတော့ဒီပဲငက်ပြရဲ့အကြီးရဲ့အနောက်ရဲ့ခူးစီအနေငယ်ရဲ့ထည့်ပြီးတော့မိုးကဒီမှာအရသာနှက်ထားတယ်ပေါ့နော် မိုးတို့အချိန်ရှိရင်ရှိတလောက်ပေါ့နော်ဒီမှာကျတော့မိုးကကျန်တဲ့ဝက်သားအစိပ်ပိုင်းနေတဲ့တိတ်မကြိုက်တော့ဝက်နှရွက်ရတာနဲ့အဲ့ဒါဝက်နှရွက်ရေပေါ့နော်ပြီးတော့ဝက်ဥလေးနည်းနည်းရှိတာနဲ့ဝက်ဥလေးကိုထည့်ပြီးတော့မိုးကဒီမှာပြုတ်ပြီးတုတ်စားခဲ့တယ်ပေါ့နော်ကြာဆန်ကြတော့ဒီဝက်ဝက်သားတုတ်ထုံနဲ့လိုက်တယ်ပေါ့နော်အကြောင်းမိုးမိုးကကြာဆန်လေးကိုဒီလိုမျိုးလေးပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲကြော်လိုက်တယ်ပြီးတော့တကြားထည့်ပြီးတော့တကြားတွေအရင်ပျော်သွားပြီဆိုလို့ရှိရင်အစွမ်းကနှက်ထားတဲ့ဒီမိုးတို့ဝက်သားတွေကိုအရင်ဦးဆုံးမီးပူပေးမယ်ပေါ့နော် ဝတ်သားတွေအားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မိုးကနေပြီးတော့သူ့ရဲ့အနံ့နေပေါ့နော်ညင်နဲ့နေပြအောင်လို့ဆိုပြီးတော့အာကရဝေးရဲ့ရဲ့တစ်ကြဘူခောက်ရဲ့နနက်ပွင့်ရဲ့ကိုထည့်ခဲ့ပါတယ်ပြီးလို့ရှိရင်တော့မိအေးအေးနဲ့သူ့ကိုဟိုဘက်ဒီဘက်လှည့်ပြီးခံမှာမိုးကရေကိုလိုတလောက်ထည့်ပါတယ်ပေါ့နော်သူကခဏခဏဖွင့်ကြည့်ပေးတယ်ဗောနော်ရေဒီ မြုပ်လေးတွေထလာထိုင်နေအမြုပ်လေးတွေဖယ်ထုတ်ပြီးပေါ့နော်ဒါကတော့အရှင်ကြီးလောက်မှဖြစ်ပါတယ်အရင်ဦးဆုံးထညက်သုံးလုံးထည့်ရတယ်ပြီးတဲ့အခါမကြီးမှဲ့ထည့်ရတယ်ပြီးတဲ့အခါကျတော့မိုးလုံးရုပ်စီပေါ့နော်အဲ့ဒီသုံးမျိုးကိုမိုးကရင်ွေးနဲ့ပြန်ပြီးတော့ကြိုခဲ့တာပေါ့နော်ပုပ်ပွက်ဆူလာပြီဆိုလို့ရှိရင်တဲတွေအနှစ်တွေကိုမိုးကနေပြီးစကားလေးနဲ့စစ်ခဲ့တယ်ပြီးတဲ့အခါမှာကြတော့မိုးကမြုပ်သီးစိမ့်ရယ်ပြီးတော့ကြွတုံဖြူထောင်းလာတာကိုသူ့ထဲကိုထည့်မယ်ပေါ့နော် ီးရင်တော့အရသာမှုအနေနဲ့ချုံမှုစားအနည်းငယ်ထည့်ပြီးပါပြီ။နောက်ဆုံးမှနံနံပင်လေးထည့်လိုက်မယ်ဆိုရင်တော့ဒီမှာဝသားတုတ်ထိုးနဲ့တိုးစားလို့ရတဲ့အချင်ကြီးလေးရပါပြီနော်။အရန်ကိုလည်းလွယ်ကူတယ်စားလို့လည်းကောင်းပါတယ်နော်။မကြီးမဲ့အဲအချင်ကြီးလေးပေါ့။မိုးလို့ဒီမိုးကဒီမှာဝတ်သားပြုတ်လို့နူးရတဲ့အရေးလေးတွေကိုမိုးကနေရော ဖယ်ထုတ်ပြီးတော့ဒီထဲမှာ6ရွက်လေးနဲ့အရာသာမုံလေးထည့်ပြီးတော့ငှင်းကြိုလေးကိုလည်းလောက်ခဲ့ပါရနော်။ကဲအဲ့ဒါဆိုရင်ဝတ်သားတုတ်ထိုးလေးကိုပွဲပြင်ပါတော့မယ်နော်။ဒါကတော့ကြက်ပီးသားဝတ်သားတုတ်ထိုးလေးတွေကိုမူကတူစားလို့ရအောင်အတုံးတိတိလေးတွေညှက်ပေးထားလိုက်ပါရနော်။ဒီမှာမိုးကကြတော့ဒီဝက်နှရက်ကိုစားလို့ကောင်းတယ်ဗောနော်။ဘာဖြစ်ဆိုတော့ထုတ်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 နဲ့ဆိုတော့စားလို့ကောင်းတယ်။ကျန်တဲ့အစိတ်ပိုင်းနေကြတော့မိုးကတိတ်ပြီးတော့မစားဘူးဗောနော်။ဒါကြတော့စားရတာမအီဘူး။စားလို့လည်းကောင်းတယ်။ ကဲဒါဆိုရင်တော့ရပါပြီเนาะကြာစံကြောရဲ့ငင်းကြိုရဲ့ဝတ္တတုတ်ထိုးရဲ့အချင်းကြီးလေးနဲ့ဆိုရင်ကောင်းပါတယ်เนาะကဲဒီနေ့မှာဆိုရင်တော့ရပါပြီကြာစံကြောလေးရဲ့ပြီးတော့ဝတ္တတုတ်ထိုးလေးရဲ့အချင်းကြီးလေးရဲ့ငင်းကြိုလေးရဲ့နဲ့စားမှဖြစ်ပါတယ်ဗောနော်စကြပါအောင်အခုလိုမျိုးကိုယ့်ရဲ့အိမ်မှာကိုယ့်ဘန်ကိုလှုပ်ရှားတော့အဝစားရတာဗောနော်တော့မရှိလို့တွားကြထိုးတယ်နဲ့ပဲထိုးလိုက်အချင်းကြီးရတော့တွေးတဲ့အတိုင်းဒီလိုမျိုးပဲ 嗯，凉干了。ใช่มาสุดแล้วมั้งมั้งกูยังเอ็มมาสุดเลยกูใจจะเล่าซะ ီလိုကြာစံကြော်နဲ့ဝက်တာတော့သူကအရင်လိုက်ဖက်တယ်ပေါ့နော်ဒီမှာမိုးကအချင်းကြီးလေးอืม